လေးကကော်ဒေတာမှာမြမတက်မတော်နဲ့ပေါင်းပြီးစစ်ကြောင်းထိုးလာတဲ့ BGS 888ဗျူဟာတို့တိုက်ပွဲပြင်းထန်နေပါတယ်။အောက်တိုဘာ16ရက်တဲ့တင်ကတော့ကရင်ပြည်နယ်မြောက်ရီမြို့တော်ဘက်ကဖလူကြီးရွာကိုကရင်နယ်ခြားဆောင်တဲ့ BGS ရဲ့888ဗျူဟာကမြမတက်မတော်နဲ့ပေါင်းပြီးစစ်ကြောင်းထိုးလာရာဒေါ်လန်ရေးတပ်တွေရဲ့တိုက်ခိုက်မှုကြောင့်တိုက်ပွဲပြင်းထန်နေတယ်လို့စစ်ရေးတရင်ရင်းမြစ်တွေကပြောပါတယ်။ဒီကနေ့အောက်တိုဘာ16ရက်မှာမြမတက်မတော်ရဲ့888 ဘူဟာဒူဘူဟာမူကွက်ခဲ့တဲ့အင်ဟာလေးရခန့်ပါတဲ့စစ်ကြောင်းနဲ့မြန်မာစစ်တပ်နဲ့ပူးပေါင်းပြီးဖလူရွာဘက်ကိုစစ်ကြောင်းထိုးလာတာလို့စုံစမ်းသိရပါတယ်။ BGS နဲ့မြန်မာစစ်တပ်ပူးပေါင်းတဲ့ရဲ့စစ်ကြောင်းကိုဒရင်မျိုးသားလူမျိုးရေးတပ်မတော်နဲ့ PDS ပူးပေါင်းတဲ့တွေရဲ့တိုက်ခိုက်မှုကြောင့်ရှေ့မတွန်းနိုင်သေးဘူးလို့တော်လန်ရေးတရင်မြစ်တွေကပြောပါတယ်။ဒရင်ချင်းချင်းတစ္ဆာဆိုထားတာအခုတစ္ဆာဆူပြီပေါ့။သူတို့ကဖလူရွာရဲ့စစ်ကြောင်းထိုးလာနေတာလေးကစ်ကော်ရရင်လဲနောက်ကျမလုံတော့သူတို့ကဖလူကိုရရှင်နေတာလို့ တက်မဟာ6နေမီကတော်လန်ရေးတရင်မီကပြောပါတယ်ဖလူရွာနဲ့၄ကီကော်မြို့တက်ဟာ၁၀မိုင်ကျော်กว่าဝေးပါတယ်၄ကီကော်မြို့တက်တိုက်ပွဲတွေကဖြစ်နေတော့မှာပဲလက်တလုံးမှာမြမတက်မတော်နဲ့ BGF ပူပေါင်းတက်တွေက၄ကီကော်မြို့တက်ပြန်ရဖို့ထိုးစစ်ဆင်နေတာဖြစ်ပါတယ်၄ကီကော်မြို့နေရာချို့ဖို့ပြန်ရထားပေမဲ့အလုံးစုံမရသေးဘူးလို့လည်းစစ်ရေးတရင်မီတူကပြောပါတယ်၄ကီကော်မြို့တက်စီကိုစစ်ကြောင်း၅ကြောင်းနဲ့ထိုးစစ်ဆင်ရမှာ BGF ရဲ့ဘူတင်ဝဲအဖွဲ့က၄ကီကော်ရဲ့ အရှေ့မြောက်ဘက်မေဝါကီရွာဘက်ကနေစစ်ကြောင်းဝှထိုးရလို့သိရပါတယ်။ BGF ရဲ့ဗိုလ်မှူးတုံဖွဲ့ကလေကစ်ကော်ရဲ့အနောက်မြောက်ဘက်ကကျောက်ပူရွာကနေစစ်ကြောင်းဝှထိုးလာတယ်လို့တော်လန်ရေးတရင်မြစ်တွေကပြောပါတယ်။လေကစ်ကော်မျိုးတဲ့အတွင်းမှာကရင်မျိုးသားစီယုံ KNU ဘူဟာမတ်30နှစ်စစ်တပ်စစ်ကြောင်ကော့ဘရာစစ်ကြောင်ဝီနိုစစ်ကြောင် Justice Soldier စစ်ကြောင်မဟာမိတ်ပူးပေါင်းစစ်ကြောင်တွေနဲ့မြန်မာတပ်မတော် BGF ပူးပေါင်းတပ်တွေနေစဉ်တိုက်ပွဲပြင်းထန်နေတယ်လို့စစ်တပ်စစ်ကြောင်ကအတည်ပြုပါတယ် တောင်မျိုးသားလူမျိုးရေးတက်မတော်ထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းဒီပေါ်မြို့ကိုအောက်တိုဘာ16ရက်နေ့ပိုင်းမှာမြန်မာတက်မတော်ကပြန်လည်ဝင်ရောက်လာတယ်လို့ဒေတာခန်တွေစီကတီးရပါတယ်။အောက်တိုဘာ15ရက်မနက်8:00နာရီခွဲခန့်ကစားမြတ်တန်းကောင်တီဒီပေါ်မြို့အနီးကောင်းခါရွာနဲ့နားခံရွာတွေဘက်မှာတိုက်ပွဲပြင်းထန်ခဲ့ပြီးနေအိမ်တချို့ပုံကြီးချောင်းစီတီတွေထိခိုက်ပျက်စီးခဲ့ပါတယ်။အောက်တိုဘာ16ရက်ဒီမနက်မှာတော့မြန်မာတက်မတော်ကလေကြောင်းနဲ့ပုံကျဲတိုက်ခိုက်မှုထက် တရုံးတွေအဓိကအုံပြုပြစ်ခတ်တိုက်ခိုက်တံကြားရကြောင်းဒေတာခံတွေကပြောပါတယ်။တီပေါ်မျိုးရဲ့မြောက်ဘက်မျိုးနဲ့တဖာလုံးကျော်လောက်အကွာကဖာဖိတ်ရွာနားလွယ်ရွာနီးတွေမှာမနေ့မနေ့ဆက်တနာရီကျော်ကတိုက်ပွဲပြင်းထန်နေချိန်တီပေါ်မျိုးတွင်ရှိအရင်ဌာနဆိုင်ရာယုံတချို့မိလောင်နေကြောင်းဌာနဆိုင်ရာယုံတွေမိလောင်ပျက်စီးဆုံးရှုံးမှုအသေးစိတ်အချက်လက်တွေကိုလက်ရှိအတိမပြုနိုင်တဲ့ကြောင်း SSPB ဘက်ကတရင်ထုတ်ထားပါတယ်။တီပေါ်မျိုးဆက်တွေဘက် အောက်တိုဘာ16ရက်နေ့ပိုင်းထိ လက်နက်ကြီးလက်နက်ငယ်တံတွေမကြာခဏကြားနေရတယ်လို့ဆိုပါတယ်။အရဲဝင်းနဲ့မျက်နှာဖုံးအုပ်ထားတဲ့လူလေးယောက်ကမိလိုက်ရှုနေတာတွေ့ရပြီးနေအိမ်တွေနဲ့ညီကတဲ့ဆက်ပြိုးရေးရုံနဲ့မြေစင်းရုံကိုဒေတာခန့်တချို့မိလိုက်ငင်းတက်နေချိန်မိုးရွာလာတာကြောင့်ကိုရေဒီဘောကလည်းပြီးနာရီဝက်လောက်အကြာမှာမိလောက်နေတာတွေအကုန်လုံးငင်းသွားတယ်လို့ဒေတာခန့်ကပြောပါတယ်။စစ်တပ်ကဒီဘောမျိုးတွေဝင်ရောက်ခါနီးအောက်တိုဘာ16ရက်နေ့နေ့3နာရီခွဲလောက်ကစားပြီးဒီဘောမျိုးရှိဌာနဆိုင်ရာရုံချို့နဲ့ဟိုတယ်တစ်ခုမိလောင်ကျွမ်းကြောင်ဒေတာခန့်တွေကပြောပါတယ်။ ဒီပေါ်မျိုးခန့်နောက်တစ်ယောက်ကရဲစခန်းထွေအုံယုံမြေစည်ရင်ယုံစိုက်ပျိုးရေးယုံထောင်ကြီးတွေမိလောင်တာရှို့မိပါဘယ်ဘက်ကရှို့တာလဲတော့မတိဘူးဟိုရေဒီပေါ်မှာတော့အမိုးပေါ်လောင်နေတာကြောင့်လက်နဲ့ကြီးကြလို့လောင်တာထင်တယ်ညာ၈နာရီထိလောင်နေရဲ့လို့ပြောပါတယ်မြို့ရဲဌာနဆိုင်ရာယုံတွေမိလောင်နေချင်းလက်နဲ့ကြီးလက်နဲ့ငယ်ပြခတ်တန်တွေလည်းကြားရပြီးနောက်ဒီပေါ်ဒုထဝရီတရားလည်းအဝင်ထွက်ပိတ်သွားတယ်လို့ပြောပါတယ်အော်တိုဘားလဆန်းကစားပြီးမြမတက်မတော်ကကြောင်မဲကနေဒီပေါ်ဘက်ကိုထိုးစစ်စင်တာဖြစ်ပြီးအခုရက်ပိုင်းမှာဒီပေါ်မြို့နီးထိ စစ်ကြောင်းထိုးဝင်ရောက်လာကတီဘောမျိုးတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ပြီးနောက်အခုလိုမင်းညကမျိုးတွေဝင်ရောက်လာတာပါတီဘောဒေသခံမျိုးသားတယောက်ကတေချာပြီးပြမြန်မာစစ်တပ်မျိုးတွေဝင်ပြီး အောက်တိုဘာလ16ရက်နေ့ည8နာရီလောက်ကလို့သူကပြောပါတယ်တီဘောမျိုးကိုပြီးခဲ့တဲ့2024အောက်တိုဘာ13ရက်မှာ DNAA နဲ့ပူးပေါင်းတပ်ဖွဲ့တွေတင်ပိုက်ထိန်းချုပ်ခဲ့တာဖြစ်ပါတယ်